့မှာအဓိက facial foam ရှိရဲ Kula ကနေနောက်ပြီးတော့ခုခု launch လုပ်တာကတော့ Kula Cosmetic ပေါ့နော် Kula Cosmetic တွေမှာ foundation ရှိမယ် compact powder ရှိမယ် liquid lip ရှိမယ် lipstick ရှိမယ်ဒီပါ Kula ရဲ့ဒီ compact ပေါ်ဒါလေးကိုကျွန်ဒီအခုချိန်ကြီးတော့အသုံးဖြစ်တဲ့အခုတောင်ဝဲကိုတော်တော်မေကပ်အာတစ်ကိုအသုံးခိုင်းလိုက်တာပေါ့နော်။သုံးလိုက်တဲ့အချိန်မှာနှစ်ခါတောင်မစိုးရအောင်။တကယ်စိုးရတဲ့ဒီပုံသေးကအရာအတိုင်းတစ် ခဲထွက်လာတာပေါ့ဒီနေ့ဆိုလည်းနှက်ခမ်းနေလေးစိုးထားတယ်ပြီးတော့ဟို compact powder လေးလိမ့်ထားတယ်သူ့ရဲ့မျက်နှာသစ်စပြာလေးလည်းကောင်းတယ်ပေးရတဲ့ပေးရတဲ့တန်ဖိုးနဲ့ရတဲ့ quality နဲ့ကတော်တော်အဆင်ပြေတယ်လာပါကြိုက်တဲ့မြို့သမီးအားလုံးအတွက်ကုလားလာပါပြီအဲ့တော့ကုလားအတွက်လည်းအများကြီးအောင်မြင်မှုတွေရရှိပါစေလို့ပြောဆင်ပါတယ်အားလုံးချစ်စစ်တမားတယ် ရတော့အမတို့ Lasus ကနေပြီးတော့ကိုပိုင်ထုတ်လုပ်ထားတဲ့ brand ပေါ့နော်အာနာမည်ကတော့ Coolers လို့ခေါ်ပါတယ်ဆိုတော့အမတို့ဒီ Coolers brand မှာဆိုလို့ရှင် skin care နဲ့ cosmetic တွေရှိပါတယ်ထုတ်လုပ်ထားပါတယ်ရှင်လို့စကအမ် Lasos ကနေပြီးတော့ဖြန့်ချိတဲ့ brand ပေါ့နော် made in korea ဆိုတော့အရင်တည်းကလည်းဒီ brand လေးက2020လောက်ထဲကစပြီးတော့သူတို့ market ထဲမှာ introduce လုပ်ခဲ့တာပေါ့เนาะအခုဆိုလို့ရှင်လန်ဒါထပ်ပြီးတော့ဆက်လက်ပြီးရည်တည်နေတဲ့အတွက်ကြောင့်မို့လို့ဒါလာပြီးတော့ပံ့ပိုးတာပါ projects ကပေါ့နော်ဖိတ်ကြားချက်နဲ့တက်ဖြစ်တာပါအခုဆိုလည်းသူတို့ new project လေးခုပေါ့နော်အဲဒါကိုနီးပညာအစ်စ်တစ်ခုနဲ့ဖန်တီးပြီးတော့ကိုရီးယားမှာပြန်ပြီးတော့ထုတ်တဲ့အတွက်ကြောင့်ဒါလေးကို launch event လုပ်တာလေးကိုတက်ဖြစ်တာပါရှင်ကုလာရဲ့ဒီ compact ပေါ်တာလေးကိုကျန်နေအခုချိန်ကြီးတော့အသုံးဖြစ်တဲ့အခုတော့ဝဲကိုတတ်တော့ makeup artist ကိုသုံးခိုင်းလိုက်တာပေါ့နော်သူကပေါ်တာအပြင်ကျန်နေတို့ setting ပေါ်တာအနေနဲ့ပါသုံးလို့ရအောင်အဆင်ပြေရောပေါ့နော်အဲ့အားလေးတော့ဆွဆွမြဲမြဲသုံးဖြစ်နေပါတယ်ဟုတ်ဒီရှင်းမှာဒီ cosmetic လေးကိုစပြီးမေးဆက်တော့ကအေးနဲ့ရိုက်ထားတာပေါ့နော်ဒါကတော့ဒီနေ့ကတော့ဒါလောင်းထုတ်တဲ့ပွဲလေးမှာအေးလဲပါဝင်ပြီးတော့ထပ်ပြီးတော့အားပြေဝင်ရတဲ့အတွက်လည်းရန်ဝန်းသားပါတယ်နော်အချီးကတော့သူကမပြတ်ဘူးပေါ့နော်မပြတ်ကြရပြီးပထမအောင်လို့ရှုတ်တယ်မှာတော့အဲ့ဒီခိုင်းလေးကအဲ့ရ အဒီလေးစိုးကျင်တယ်လို့ခုနဖုန်သေးမှဒီအဒီရောအဒီလေးစိုးကျင်တယ်ဆိုတော့အမှန်တမ်းပြောရရင် ခုနကတော့ပြောနေသေးရဲ့ဟိုဘက်မှာတော့အနီအားလို့ဆက်တော့အလောက်တော့အရောင်ထွက်လိုက်မယ်မထင်ဘူးပေါ့နော်အဲ့နဲ့ဟိုဟာအဲ့ရအမအေးတဲ့အမတို့ဟာပဲစိုးလိုက်တဲ့တကယ်အရောင်ထွက်မယ်တော့စိုးလိုက်တဲ့အချိန်မှာနှစ်ခါတော့မစိုးရအောင်တကယ်စိုးရတဲ့ဒီပုံတဲကအရောင်အတိုင်းတကယ်ထွက်လာတာပေါ့နော်အဲ့ဒီအချိန်မှာအေးကငဘိုးတဲကအနီကိုကြိုက်တဲ့တဲ့သူဆိုတော့အနီအရင်ကြိုက်သွားတာဒီနေ့ကတကယ်တော့01လေးကိုစိုးသွားပါ ဒီဒီဒီတဲ့ 01. အဲ့ဒါဆိုဒီရောက်မယ်ဒါ Instagram ဒီနေ့ရောဒီ channel အဲဒီ channel ကလည်းခင်နေတာဆိုတော့ဒါ last of month ကလည်းလေဟိုးရင်တွေက body spa လောက်တာတွေရော hair cut လောက်တာတွေရောအဲလုပ်ဖြစ်နေတာဆိုတော့ဒီဒီ channel ကိုလည်း makeup လေးရင်းနဲ့အပွဲလေးတက်ဖြစ်တာပါ ာနိုင်ငံမှာအလှအပကိုချစ်မြတ်နေတဲ့သူတွေအားလုံးကိုအလှအလှကုန်တွေကိုတုံးဆွကောင်းကောင်းတဲ့ quality တွေကိုတုံးဆွဲစေခြင်းနဲ့စိတ်နဲ့ပေါ့နော် Lasus ကနေပြီးတော့အဲဒီ customer တွေကိုပြန်ပြီးတော့နှစ်ပေါင်း30ရှိနေ Lasus ကဒီနိုင်ငံမှာ cosmetic တွေကိုသွင်းနေတာဆိုရင်ဆိုတော့ဒီနှစ်ပေါင်း30မှာပြန်ပြီးတော့ customer တွေကိုကောင်းမွန်တဲ့အရည်အသွေးတွေအသင့်တော်တဲ့ဈေးနှုန်းနေနဲ့ပေါ့နော်ဆိုတော့ဒီ product တွေကိုပေးခြင်းနဲ့အတွက်ကြောင့်ဒီ brand လေးကိုမတို့ကထုတ်လုပ်ထားတာဖြစ်ပါ တယ်။ကျမတို့မှာအဓိက official foam ရှိရဲ Cooler ကနေနောက်ပြီးတော့ခုခု launch လုပ်တာကတော့ Cooler Cosmetic ပေါ့နော် Cooler Cosmetic တွေမှာ foundation ရှိမယ် compact powder ရှိမယ် liquid lip ရှိမယ် lipstick ရှိမယ်ဒီမှာ။သူစီမှာရှိတဲ့အကြောင်းဒီနေ့ဆိုလည်းနှစ်ခန်းညီလေးဆိုထားတယ်ပြီးတော့ဟို compact powder လေးလိမ့်ထားတယ်။အာအဲပြီးတော့ဟိုဖြစ်စီလေးတွေကမစိုးပြီးတော့သူ့မှာသူ့ရဲ့မျက်နှာသစ်ဆက်ပြားလေးလည်းကောင်းတယ်။ပေးရတဲ့ပေးရတဲ့တန်ဖိုးနဲ့ရတဲ့ quality နဲ့ကတော်တော်အဆင်ပြေတယ်။ ခုက friendly ကကြတော့မြန်မာမျိုးသမီးတွေအတွက်ဂျမ်းကိုအဆင်ပြေတယ်မြန်မာနိုင်ငံရာသီဥတုနဲ့လည်းကိုက်ညီတယ်နောက်တစ်ခုကကြတော့ဈေးနှုန်းအားဖြင့်လည်း price ကအရက်ဆဲဖြစ်တယ်ဆိုတဲ့အခါကြတော့အလားပါကြိုက်တဲ့မျိုးသမီးတိုင်းအတွက်ဒါကိုကိုကိုချစ်တဲ့မျိုးသမီးတိုင်းတွေအတွက်ကောဒါဝယ်ယူပြီးတော့ပြင်ဆင်လို့ရပါတယ်လို့ဒါ DR foundation က1 2 3 4ကလည်းပြီးတော့ကာလာလေးတွေကလေအာ နည်းနည်းလေးဆက်လင်းလို့ရတယ်။အခု1နဲ့3နဲ့လည်းဆက်ဖတ်ရှိုးကတော့ဒါကူညီတောင်းတော့ဒါအလှပနဲ့ပတ်သက်တဲ့ဟာလေးတွေပြောပြပေးပါပါ။ဟုတ်မျိုးသမီးလေးတွေအတွက်အလှပဘယ်လောက်ထိအရေးပါလဲပေါ့။ပစ္စည်းရေးသွားအသွေးပိုင်းကတော့အမားတို့အဓိကအာလက်တွေပေါ့နော်လက်တွေကိုအမားတို့ကိုယ်တိုင်သွားပြီးတော့ဟိုကြည့်ပြီးတော့ဒီ ပစ္စည်းအရေးအသွေး quality ကိုဘယ်လိုထုတ်လဲဘယ်လိုမျိုးဟိုနည်းပညာတွေနဲ့ထုတ်လဲဥပမာ Korea technology နဲ့ဘယ်လိုထုတ်လဲ raw material တွေရအစားပေါ့နော်ဘာတွေသုံးလဲဆိုတဲ့ဟာတွေကိုပစ္စည်းမတင်သွင်းခင်မှာတွေအမတို့ကဒီ FDA ဘာတွေနဲ့တိကျ check လုပ်ပြီးရောမှာ မတို့ဒီပစ္စည်းကိုတင်သွင်းတာပေါ့နော် quality ပိုင်းနေနေရတာဟုတ်သူကအဲ့လိုပေါ့ပေါ့ပါပါလေးရှိတယ်ပေါ့နော်ပြဖုံဖုံကြီးမဖြစ်သွားတော့အဲ့လိုလိမ့်လိုက်တာနဲ့အဲ့လိုညှိလို့မရတဲ့ဟာမျိုးမဟုတ်ပဲပပလေးနဲ့ပေါ့နော်လိုရင်လိုလိုလေးထပ်ထပ်သုံးလို့ရတယ်ကျွန်တော်ကတော့အဲ့အချက်လေးကိုကြိုက်တယ်ပေါ့နော်ဟုတ်အယောင်လေးတွေကလည်းဒီ aero ပေါ့နော်ဒီလိုကမာအသားရည်နဲ့လည်းလိုက်တယ်ပြီးတော့ဟိုအရင်ကြီးနဲ့ဈေးကြီးရဲထဲမှာမပါဘူးပြီးတော့အကုန်လုံးတုံးဆွဲနိုင်တဲ့အနေထားတစ်ခုပေါ့နော်အဲ့တော့လေတကယ်မဲ့ဟို quality ကလည်းတကယ်ဟိုဈေးနဲ့မတန်အောင် ်ပေါ့နော်တကယ်တော့ကောက်ကောက်မော်တုံးထားတဲ့အတွက်ဒါအေးရကိုကြော်ကြာထားတဲ့ brand မို့လို့ပြောတာမဟုတ်ဟိုတကယ်ကိုအေးကိုရိုင်းလည်းနှစ်သက်ရတဲ့အတွက်ဟိုတကယ်ကိုကောင်းတဲ့ brand လေးတစ်ခု ောက်ကျဲဈေးနှုန်းလေးရလည်းတက်တာတယ်အခုဆိုလည်းအကုန်လုံးကကုန်ဈေးနှုန်းတွေမြင့်နေရောပေါ့နော်ကျွန်တော်ဂျန်နီဆိုရင်တော့အရင်ကသုံးတဲ့ project တွေထက်ကိုနည်းနည်းလေး quality လည်းကောင်းဈေးလည်းတက်တာလေးရှာနေရပေါ့အခုဆို coolers ကကိုယ်တိုင်လည်းသုံးကြည့်ထားတယ် quality ကောင်းတာကိုဂျန်နီအမှတ်ခံတယ်ဆိုတော့အားလုံးလည်းဒီဈေးတက်တက်တာနဲ့ quality ကောင်းတာလေးရှာနေရဆိုရင် coolers ရှိတယ်လို့ပြောချင်ပါတယ်အခုအမတို့ ဒီ product တွေကိုဝယ်ယူမယ်ဆိုလို့ရှိရင်အဲမြန်မာနိုင်ငံမှာရှိရဲ city map တွေမှာလည်းဝယ်ယူလို့ရပါတယ်ပြီးတော့နမကြီးနှာကုံတွေဖြစ်တဲ့ duty diary တို့နောက်ရန်ကုန်မှာဆိုလို့ရှိရင် bus တို့တိတ်မြတာမန္တလေးမှာဆိုတိတ်မြတာပေါ့နော်စားတဲ့တကယ်ဟိုအနေနဲ့အရရက်ကအလှကုံတွေမှာဝယ်ယူလို့ရနေပါရှင်အလှကုံဆိုင်မှာဖြစ် brand ကတော့ဒီထက်ပိုပြီးတော့ဒါ last source ကနေပြီးတော့ဗမာပြည်မှာဆိုရင် L'Oreal Maybelline အဲ့ဒါတွေကအစဗမာရဲ့ပြည်ရဲ့တကယ် pioneer နော် brand တွေကိုလုပ်ခဲ့တဲ့ဒါအလှကုန်ဒီတွင်းနဲ့အဲလုပ်ငန်းကြီးကိုလုပ်ကြိုက်နေတဲ့လူဆိုတော့သူတို့တွေကတကယ်ဟိုဒါယုံကြည်စိတ်ချရတဲ့ brand မို့လို့လဲသူတို့ကိုယ်တိုင်ဒီဒီ coolers ကိုအခုဗမာဈေးကမှဒါမိတ်ဆက်တာဆိုတော့အားလုံးဒီထက်ပို့ပြီးတော့လှတဲ့လှကြပါစေရှင် chào mừng trên trái mi đã trên không đã chắc chắn နေတရလောက်ဆို6နှစ်လောက်ရှိပြီအဲ6နှစ်ကနေပြီးတော့260 260တိုင်းအောင်အောင်မြင်ပါစေအဲအခုလဲ project လေးကတော်တော်လေးအဆင်ပြေတဲ့ကြောင့်ဂျန်နီကတော့အောင်မြင်မယ်လို့လည်းယုံကြည်ပါတယ်ဟုတ်ဒီ cooler brand လေးအခုမှစပြီးတော့နောက်ဒီထက်ဒီထက်ပို့ပြီးတော့လည်း product တွေတွေထုတ်နိုင်ပါစေဒီထက်လည်းအများကြီးပို့ပြီးတော့အခုကစပြီးတော့များစွာအောင်မြင်ပါစေလို့ဆုတောင်းပေးပါရှင်။လာပါကြိုက်တဲ့မျိုးသမီးမျိုးသမီးအားလုံးအတွက် cooler လာပါပြီ။အဲ့တော့ cooler အတွက်လည်းအများကြီးအောင်မြင်မှုတွေရရှိပါစေလို့ပြောချင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ ဒါတိုင်းလေးပြေးလိုက်ပါအောင်။ Okay, ကျွန်တော်တို့ coolest beauty of all us with our shade ဒီနေ့မှာတော့အောင်မြင်စွာနဲ့မိတ်ဆက်လိုက်ပြီးဖြစ်ပါတယ်။လက်ခံတော်များချစ်မြတ်ကပြုပေးကြပါအောင်ရှင်။ Share and ပညာရှင်များအားလုံးလေးကျေးဇူးများရှိကြပါရစေ။အားလုံးမဆက်လိုက်